္ဂလာပါ။ ARE Magazine ကအပတ်စဉ်တင်ဆက်နေတဲ့ Dateline ARE အစီအစဉ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နေ့ကမ္ဘာစံနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာမြန်မာတက်မတော်ကနေပြီးတော့ထုတ်ပြန်ကြေညာချက်တစ်စောင်းထုတ်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်ကတော့ယခုလက်ရှိဝါနယ်ပန်ဆန်းမြို့မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကနေကျင်းပနေတဲ့ညီလာခံမှာတက်ရောက်နေတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA တနည်းအားဖြင့်ကိုကန့်တောင်းကျသူအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်တွေကိုမီဒီယာသတင်းစာစာနယ်ဇင်းတွေကနေပြီးတော့ရေးသားဖော်ပြမယ်ဆိုရင်ဒီစဲဥပဒေများရအေးအေးယူဆောင်ရွက်မယ်လို့ထုတ်ပြန်ကြေညာထုတ်ခဲ့ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးဒီနေ့ကျွန်တော်ဖိတ်ကြားထားတဲ့ဧည့်သည်တွေဖြစ်တဲ့စာနယ်ဇင်းကောင်စီယာယီရဲ့အဖွဲ့ဝင်တူဖြစ်တဲ့ကိုမြင့်ကျော် နောက်ထပ်တူကတော့မော်ကွန်းမဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်ကိုညံလင်းတို့က ကျွန်တော်နဲ့အတူဝင်အောင်ဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်က AI Magazine English Ben Editor ကြော်ဆောင်မှုဖြစ်ပါတယ်ကွန်မြူနီတီကိုညံလေးရေကျွန်တော်တို့တည်ပြီးတဲ့အတိုင်းပါဗျာတက်မတော်တင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်လာတော့အချက်နှစ်မှာဆိုရင်အဆိုပါကိုကန့်တောင်းကျမ်းသူအဖွဲ့ MNDA ကိုနိုင်ငံတော်အစိုးရမှမတရားအသိအဖြစ်တက်မှတ်ကျင်ညာထားရှိတဲ့ပြင် အဲပန်ဆက်မြို့တွေပြုလုပ်ရရှိသောအစီအမံကိုကန်တောင်းချမ်းသူအဖွဲ့ MND ကထုတ်ပြန်ကြေညာချက်များကိုသတင်းမီဒီယာများနဲ့ပြင်ရုပ်သံထုတ်လွှင့်ခြင်းပုံနှိပ်ဖော်ပြခြင်းများလုံးဝလုံးဝမပြုလုပ်ရေးစီရေးအတိပေးထားရှိပါရန်နဲ့အဲဒီဇယ်ဥပဒေအရယူဆောင်မှဖြစ်တယ်ကိုပြောရပါဘောလေဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒီလိုမျိုးထုတ်ပြန်ကြေညာချက်ကအရင်တော့တော့အာတိတ်မရှိခဲ့ဘူးဆိုတော့ဘယ်လိုမျိုးဘာကြောင့်မလို့မြမတက်မတော်တာကိုလောက်ရတာလဲဘယ်လိုမျိုးကွန်မင်းကျော်နယ်ရောဒီလိုထုတ်ပြန်ကြပါမှာသုံးသပ်မိလား ်အခုကတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာအရင်တုန်းကစစ်ပွဲတွေဖြစ်တာနဲ့ကိုဟိုကွဲပြားလာတာကအခုဒီတိုက်ပွဲကိုကန်းနဲ့တိုက်ပွဲမှာဆိုရှယ်မီဒီယာရဲ့အခန်းကဏ္ဍကလည်းတော်တော်လေးကိုဟိုအရေးပါတယ်ဆိုရှယ်မီဒီယာပေါ်ကနေဟိုဝါရဖြန့်ချီရေးတွေပရိုပဂန်ဒါတွေနောက်တစ်ခါစိတ်ဓာတ်ဆစ်ဆင်ရေးသဘောမျိုးတွေလုံနေတာတွေကလည်းဟိုကျွန်တော်တို့လည်းတွေ့ကြလိမ့်မယ်ဟိုတစ်ဖက်ကလောက်တာတွေရှိတယ်ဒီခါလေဒီဘက်ကလည်းနှစ်ဖက်လုံးလောက်တာတွေရှိတာပေါ့နော်ဆိုတော့အဲ့ဒီဟာတွေရဲ့ တက်ရောက်မှုကဒီ mainstream media လို့ခေါ်တဲ့ကျွန်တော်တို့ဟိုဟိုပုံမှန် media ပေါ့နော်ဟိုသတင်းစာတွေစားဆောင်တွေရုပ်သံတွေထိကိုအကျိုးတက်ရောက်မှု impact အချို့ရှိလာတယ်ပေါ့နော်အဲ့ဒီအကျိုးတက်ရောက်မှုရှိလာတဲ့အပေါ်မှာဟိုဒီ tamaro ကတချို့သောဒီလိုမျိုးပေါ်ပြမှုတွေကိုသူတို့ဟိုဘယ်လိုခေါ်မလဲသူတို့အနေနဲ့တီးမခံနိုင်တဲ့သဘောမျိုးတွေဖြစ်ဖြစ်ကောင်းဖြစ်မယ်သူတို့တွေရဲ့ခံစားချက်ကိုတော့နားလဲတယ်တို့ပေမဲ့အခုလိုမျိုးထုတ်တဲ့ဟာကတော့ကျွန်တော်အမြင်မှာတော့လုံးထုံးလုံးနေရော ဟိုလုတ်ပုံကင်ပုံရောဒီဘက်ကတော့လက်ခံနိုင်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ကိုမြင့်ကျော်ဆိုလဲဟလာဒီ training နေလဲတောက်လျှောက်ပေးနေတာပေါ့နော်စာနေတဲ့သင်တန်းနေလဲပို့ချနေတယ်ဆိုတော့ဒီနေရာရမ်းမှာသတင်းတစ်ခုကိုရေးပြီဆိုရင် site ပေါင်းစုံအနေနဲ့ယူရရတာရှိတာ哦ဒီလိုချင်နေကြရင် site တစ်ဖက်ကပိတ်ခံထားရရင်သတင်း quality ပတ်လိုက်မှုအဲ့ဒီမှာပြဿနာတွေရောဘာတွေတက်နိုင်လဲဆိုတော့ဟိုတစ်ဖက်ကသတင်းမထုတ်ပြန်ရင်တစ်ဖက်က ဟိုတည်င်းနေကြီးပဲအချက်လက်တွေထုတ်ပြန်တယ်အဲ့ဒီအချက်လက်ထုတ်ပြန်တယ်ဆိုတဲ့ဟာတွေကလည်းအားလုံးကဟိုတရားရုံးနှုတ်မှန်တာလည်းမဟုတ်ဘူးပေါ့နော်ဒါကတော့စစ်ပွဲဖြစ်ပြီးဆိုတဲ့နောက်မှာတော့ဟိုဝါရဖြန့်ချီတွေကတော့ပါလာတယ်အဲ့ဒီမှာမူသားတဝက်တွေရောတဝက်တောင်မရှိတဲ့ဟာတွေနဲ့ဝါရဖြန့်နိုင်လည်းပါလာမှာပဲဆိုတော့အဲ့ဒီဟာတွေကိုဟိုဘလို့ဂိုင်းတွေမလဲပေါ့နော်အဲ့ဒီဟာတွေဘလို့ဂိုင်းတွေမလဲဆိုတော့မှန်တော့ဟိုဖြစ်တင်တာကတော့ဟိုသဘောကတော့လေဟို ကျွန်တော်တို့မီဒီယာသမားတွေကအများပြည်သူအကျိုးစီးပွားဆိုတာအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကရက်တီဗီရေးကြတယ်အဲ့ပေါ်မှာရေးတင်မရေးတင်ဆုံးဖြတ်ကြတယ်ဒါပေမဲ့ဟိုစိုးရရလို့မျိုးဟုတ်လားအခုတော့ဟိုတက်မတော့ဘောနော်သူတို့မှာတော့အများပြည်သူအကျိုးစီးပွားဆိုတာထက်ကိုသူတို့ကတော့တစ်ခါလေးမှာဟိုသူတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွားတစ်ခါလေးမှာနိုင်ငံတော်ရဲ့လုံခြုံရေးတို့အဲ့လို reason တွေနဲ့ဟိုသတင်းမီဒီယာကိုတားဆီးဖို့ဟိုပိတ်ပင်ဖို့စူးစမ်းကြတယ်ဒါပေမဲ့ အခုသွားနေတဲ့ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့လမ်းကြောင်းပေါ်မှာတော့အဲ့လိုမျိုးလှုပ်တာမျိုးကအရန်ကိုရုပ်ဆိုးစေတယ်ကြီးတန့်စေတယ်နောက်ပြီးနိုင်ငံတကာကလည်းဒီလိုလှုပ်ရမျိုးပေါ်မှာအကဲဖြတ်တဲ့ဟာနဲ့ကောင်းတဲ့ဟိုရန်လာဖြစ်အကဲဖြတ်မယ်လို့ကျွန်တော်မထင်ဘူး။ဒီနေ့မှာကိုညံလင်းကို editor တယောက်အနေနဲ့ကျွန်တော်ကမေ့ချင်တာပေါ့လေ။ဆိုတော့ editor တယောက်အနေနဲ့အဲတည်င်းဆိုတာတော့တည်င်းတန်ဖို့ရှိရင် ထုတ်ကြတာပေါ့နော်တိုင်းရင်းသားပဲဖြစ်ဖြစ်စီးပွားရေးကိစ္စပဲဖြစ်ဖြစ်လက်နက်ကန်ကိစ္စပဲဖြစ်ဖြစ်ဆိုတော့ဒီ statement ကိုဖတ်ပြီးတဲ့အချိန်မှာတမလို့ရထုတ်တဲ့ statement ကိုဖတ်ပြီးတဲ့အချိန်မှာအာဒီသတင်းကိုထုတ်ဖို့ publish လုပ်ဖို့အရင်အတိုင်းပဲစမ်းသပ်ရှိတုံးမလားစိုးရင်ကြောင်းကြမှုတွေများသွားသလားအာစိုးရင်ကြောင်းကြမှုရှိမရှိဆိုတော့မပြောခင်မှာအရင်ဆုံးအဒီအာထုတ်ပြန်ချက်ကိုဖတ်လိုက်တဲ့ခါမှာကျွန်တော်တို့ရဲ့ခန်းစားချက်တစ်ချက်ပြောပြချင်တာပေါ့ ဲ့တော့ဘယ်လိုခံစားလဲရလဲဆိုဒီဥစ္စာကကျွန်တော်တို့ရဲ့လွတ်လပ်စွာသတင်းယူခွင့်ရေးသားခွင့်ကိုဓာတ်ရိုက်ကြီးချင်းချောက်လိုက်တယ်လို့ကျွန်တော်အဲ့လိုမြင်နေဗျ။ဘာလို့ဆိုတော့ကျွန်တော်တို့သတင်းမီဒီယာသမားကဒီကြိုတန်းပေါ်မှာရှောင်ရတဲ့လူလိုပဲဘယ်မှမကျွန်တော်တို့ကရင်းသွားလို့မရပါဘူး။ဘက်ဘက်ကိုကျွန်တော်တို့ရင်းပြီဆိုရင်ပြုတ်ကြပြီ။အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးဝ professional journalist ဖြစ်တော့မှမဟုတ်ဘူး။အဲ့တော့ professional ဆန်တဲ့ဟာလာမီဒီယာသမားတွေအနေနဲ့ကကျွန်တော်တို့ကကြိုတန်းပေါ်မှာလမ်းရှောင်နေတယ်လို့ဘယ်ဘက်မှရင်းလို့မရဘူး။ဟာလာသတိဝရိယနဲ့ကျွန်တော်တို့ကနော် မြောက်အောင်ကျွန်တော်တို့ရေးသားနေရတဲ့အခြေအနေမျိုးရှိပါတယ်ဆိုတော့အခုလိုဟလာဒီတို့ရဲ့ဟိုဘက်ကအဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုရေးရင်တိစိဥ်ဒီနဲ့အရေးယူမယ်ဆိုတော့ဒါဘလို့ပုံစံမျိုးဖြစ်နေလဲဆိုတော့ကျူရန်ပေါ်မှာထိညှိပြီးလမ်းလျှောက်နေရတဲ့ကျွန်တော်တို့သတင်းသမားတွေကိုတပတ်ဘက်ကိုရင်းတော်နောက်ကနေပုတ်ချလိုက်တယ်လို့ကျွန်တော်တို့ခန်းစားရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့သတင်းမီဒီယာမှာဟလာမတရားအသင်းဆိုတဲ့ဝေါ်ဟာရမတရားအသင်းနဲ့မဆက်သွယ်ရဘူးမတရားအသင်းကို အဲ့ဒါမှမပြောရဘူးသူတို့ရထုတ်ပြန်ချက်ကိုမရေးရဘူးဆိုတော့အဲ့လိုပြညတ်ချက်မျိုးကျွန်တော်တို့မီဒီယာမှာမရှိပါဘူးအဲ့တော့တစ်ဖက်မှာလည်းပဲစစ်တပ်ရဲ့ဟိုစိုးရင်မကင်ဖြစ်မှုတွေကိုကျွန်တော်တို့နားလည်ပါတယ်သို့တော့အခုလိုကြီးဟလာချင်းချောက်တဲ့ပုံစံမျိုးနဲ့ဟိုထုတ်ပြန်မဲ့အစားဟလာဆိုကြပါစို့အာဒီကိစ္စတွေကိုရေးတဲ့အခါမှာမျှတအောင်ရေးပေးဖို့ဟလာမီဒီယာကိုမေတ္တာရက်ခံတယ်ဆိုတော့အကြောင်းဟလာထုတ်ပြန်မယ်ဆိုလို့ရှိရင်တော့ဟိုအိုကေတာပေါ့ဗျာဟိုဟုတ်တယ်မလားအခုရေးလိုက်တဲ့အခုထုတ်ပြန်လိုက်တဲ့ပုံစံက ရေသူတို့ဟိုဘက်အဖွဲ့နဲ့ဟာလာဆက်သွယ်ရင်ကိုပဲဟိုဘက်အဖွဲ့ထုတ်ပြန်တဲ့ဟာကိုရေးရင်ကိုပဲကျွန်တော်တို့ကဒုက္ခရောက်မဲ့ပုံစံဖြစ်နေတယ်ဟုတ်ကဲ့ဒီနေ့မှာကိုကိုမြင့်ကျော်ဥပဒေအကြောင်းပေါ့နော်ရောက်သွားတာပေါ့လေဟိုတီဇဲဥပဒေဆိုရဲစကားလုံးဝလည်းပါတယ်နောက်တစ်ခုကမတရားသင်အဖြစ်ကျင်ညာထားတဲ့ဟာကိုဆက်သွယ်တယ်ဆိုတာဆိုတော့ဆက်သွယ်တယ်ဆိုတာမျိုးစုံရှိမှာပေါ့နော်တပုံသူကမတရားသင်ပေါ့လေဟိုတက်မတော်ရဲ့အဆိုရတော့တောင်းကျမ်းသူအဖွဲ့ဝဲဟလာဆက်သွယ်ပြီးတော့ ထောက်ပံ့ဖို့ဆက်သွယ်တာလားဒါမှမဟုတ်လေတည်င်းချက်လက်ပေးဖို့ဆက်သွယ်တယ်ဆိုရင်တော့ဒါအသေးကြတယ်ဒါကတော့ဒါပူပေါင်းဆောင်ရွက်တဲ့သဘောပါပါပဲအဲ့လိုမဟုတ်ဘဲနဲ့တည်င်းယူဖို့အတွက်ဖုန်းနံပါတ်ဖြစ်တယ်လူချင်းတွေ့လို့ဖြစ်တယ်ဆက်သွယ်တယ်ဆိုရင်အဲ့ဒါမျိုးကြတော့ဒီဥပဒေနဲ့ကိုက်ကြည့်ပါမလားခုနကကိုညာလင်းပြောသလို international မှာဆိုရင်ဥပမာအားဖြင့်ဟလာအအခုတော့အမေရိကတော့ဘင်လာဒန်ကိုသွားပြီးတော့ဖြစ်ရှင်းလိုက်ပြီးအဟိုတုတ်တင်လိုက်ပြီးပေါ့လေဒါပေမဲ့အဲ့မတိုင်ခင်တော့ဂျာနလစ်တွေကတာလီဘန်တို့အဖွဲ့အစည်းတွေ terrorist အဖွဲ့အစည်းတွေတော့သွားဆက်သွယ်မြေမြန်ပြီးတော့ရေးရ interview ရေးရသားတာပေါ့အဲ့မှာလည်းတကဘာလုံးက publication တွေထုတ်နေတယ်ဆိုတော့ဒီနေရာမှာကျတော့ international နဲ့အရန်ကွာနေတယ်ကိုမြင့်ကျော်ကိုဘယ်လိုသုံးသပ်မလဲလက်ရှိဥပဒေတွေနဲ့အဲ့ဒီအချက်ကိုကျွန်တော်တို့တွေသတင်းမီဒီယာသမားတွေကဟိုသတင်းစီးဆင်းမှုကိုအခုလိုမျိုးဟို တာမန်နိုင်ငံသားတယောက်ကအဲ့ဒီမတရားသင်းနဲ့သွားဆက်သွယ်တဲ့ဟာမျိုးနဲ့နှိုင်းရှင်ပြီးတော့ဟိုအေးအေးယူမယ်လို့ပြောရင်သတင်းစီးဆင်းမှုကိုကန့်တတ်လိုက်တဲ့ရာကြတာပေါ့နော်လူတွေကအဲ့ဒီအဖွဲ့ရဲ့အကြောင်းနဲ့ပတ်သက်လို့ဘာမှသိရတော့မှမဟုတ်ဘူးဟိုသူတို့ရဲ့ဝါရဖြန့်ချက်ကတပိုင်းဒါပေမဲ့သူတို့တွေဘာတွေလုပ်နေလဲလူတွေရဲ့ဟိုနေ့စဉ်နိုင်ငံရေးစီးပွားရေးလူမှုရေးမှာလုံခြုံရေးကိစ္စတွေမှာရောဒီနယ်ပယ်ကိုသွားနေလားဥပမာကိုးကမ်းမှာလုံခြုံရေးချင်နေရဘယ်လိုရှိတယ်လဲပေါ့နော် တစ်ဖက်ကဘာတွေပြောရတယ်လဲအဲ့လိုမျိုးဒီမှာအဲ့ဒီဘက်ကိုသွားမဲ့လူတွေအဲ့ဒီဘက်မှာစီးပွားရေးရတော့လကောင်းအလုတ်ကန်ရတော့နေတဲ့လူတွေသိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ information ဟိုသတင်းစီးဆင်းမှုဆိုတာအဲ့ဒီအကြောင်းတွေတာမန်လူတွေနဲ့ဆိုင်တယ်အဲ့ဒီဟာကိုကျွန်တော်တွေကလုတ်ပေးနေကြတာပေါ့နော်သတင်းသမားတွေကအဲ့ဒီဟာကိုကျွန်တော်တို့ကတာဝန်ယူလုပ်နေတယ်ဆိုတော့ကျွန်တော်တို့ကဟိုကိုကသတင်းသွားပေးဖို့ spine လုတ်ဖို့လည်းမဟုတ်တလို့ကိုကဟိုဟိုတက်မတော်နင်းနာစေလို့တဲ့ဆန္ဒနဲ့လည်းမဟုတ်ဘူးဟို ကိုကသတင်းစီစဉ်မှုအတွက်လူတွေသိဖို့အတွက်သိခင်သိလောင်ဖြည့်ဆည်းပေးတဲ့အနေနဲ့သတင်းတင်ပြဖို့လုပ်တာပေါ့နော်ဖုန်းနဲ့ပဲဆက်သွယ်ကြည့်ဖြစ်စေတခါလေးမှာအရင်ကလိုင်းစာကိုသတင်းနောက်တွေသွားပြီးတော့ကိုတိုင်အင်တာသွားပြီးရလည်းရှိရဲ့အဲ့လိုဟာတွေပုံမှာအရေးယူရဲဆိုတော့မလုံသင့်ဘူးမဖြစ်သင့်ဘူးပေါ့နော်အခုကတော့ဒီကိစ္စမှာတော့အဲ့လိုမျိုးဟာတွေပေါ်ပြလာတာမဟုတ်ဘူးထုတ်ပြန်ချက်ကြီးညာချက်ပေါ့နော်ဟိုအဲ့ဒီဟာကိုမလုံရဆိုတာဒီဟာတော့အဲ့ဒီဟာကိုဟိုတီးကြား ပြင်မှတ်ထားပြီးတော့ target ထားပြီးတော့ပြောတာ။ဒါ့ပေမဲ့ခြုံပြီးတော့ကျွန်တော်မြင်တာတော့စက်ခွနစ်တစ်ကိုတရင်သမားတွေပေါ်မှာအေးအေးရတဲ့ဟာတော့ဟိုကျိုးចောင်းစီလေးမှမရှိဘူးလှုပ်လည်းမလှုပ်တင်လို့ကျွန်တော်မြင်တာ။ဒီတင်းရမှာကျွန်တော်ပြန်ပြီးတော့အတိတ်ကပါပြန်ကြည့်မယ်ဆိုရင်ကျွန်တော်နိုင်ငံတော်တက်မတော်အစိုးရအုပ်ချုပ်ခဲ့တာတောက်လျှောက်ပဲပေါ့နော်1962တည်းကအဲအတွင်းဥပြောင်းပြောင်းပုံတံပြောင်းလဲမှုတွေတော့ရှိတာပေါ့။ဒါပေမဲ့တခြားလုံးမှာဆိုရင်လည်းတည်င်းစာလက်ခွင့်ကိုလည်းပိတ်ခဲ့တယ်။အဲတက်မတော်ကောင်းဆောင်တွေကတိုက်ရိုက်လဲ ဒီ press ကိုပေါ့နော်စာနယ်ဇင်းတွေကိုတိုက်ရိုက် interview ပေးတာပေါ့ဆိုအင်မတန်ရှားတာပေါ့နော်အဲ့ဒီဘက်နောက်ပိုင်းမှာဒီတမနာဥသိန်းစီတက်ပြီးနောက်ပိုင်းမှာတော့မှပဲပြီးခဲ့တဲ့ရှေ့၃နှစ်၄နှစ်ဆိုရင်ဘာမှတက်မတော့ဘက်ကနေပြီးတော့တရားဝင်ပြောတာပြီးတော့နေတယ်အခုဆိုရင်တော့သူတို့ဒီပြန်ကြားရေးတင်းတက်မတော့တင်းမှန်ပြန်ကြားရေးအဖွဲ့လားအဲ့ဒီကနေပြီးတော့အဲစာနယ်ဇင်းတွေကိုထုတ်ပေးတာတွေရှိတယ်ဆိုတော့ဟိုအနည်းနဲ့အများတော့ဟိုတိုးတက်မှုလို့ပြောလို့ရမှာပေါ့နော်ဒါပေမဲ့ကိုညာနင်းထပ်ပြီးတော့ပေါ့နော်အဲ ျွန်တော်တို့တွေသတင်းဆိုင်သတင်းသမားတွေဟို report လုပ်နေတဲ့အကုန်လုံးမ issue မျိုးဆိုမှာအဲ့ဒီနေရာမှာတက်မတော်အကြောင်းတိုက်ပွဲအကြောင်းကို report လုပ်ပြီးဆိုရင်တခြားဟာတွေနဲ့ဘလို့ခွာခြားလဲဘလောက်ထိထိလဲလျှောက်လဲဖြစ်လဲအဲတက်မတော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဲရေးမယ်ဆိုရင်တော့ကျွန်တော်သတင်းသမားတွေတော်တော်ကြီးကိုဟလာဟိုတတိထားပြီးရေးကြတာကိုတွေ့ရပါတယ်အာဟိုရှေ့မှာဖြစ်သွားတဲ့ဟိုဖြစ်စဉ်တစ်ခုလောက်ကျွန်တော်တို့ကြည့်မယ်ဆိုရင် unity ဖြစ်သွားတဲ့ကိစ္စရှိမယ် အဲနောက်ပိုင်းဒီကျွန်တော်တို့ global post ဖြစ်သွားတဲ့ကိစ္စတွေရှိမယ်အဲ့တော့အဲ့ဒီဟာတွေကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီဖြစ်စဉ်တွေကိုကြည့်လိုက်တဲ့အခါမှာဟိုတက်မတော်နဲ့ပတ်သက်ပြီးတော့ရေးမဲ့သားမဲ့ဆိုရင်ဟိုသတင်းသမားတွေရဲ့စိတ်ထဲမှာမတိစိတ်ထဲမှာကောတိတဲ့စိတ်ထဲမှာကောဘာဖြစ်လဲဆိုတော့ဟိုလက်တွတ်နဲ့ပုံစံမျိုးဖြစ်နေကြတယ်ဟိုသူတို့ကဝေဖန်တာကိုလက်သက်မခံနိုင်တဲ့ဖွဲ့စည်းမျိုးဖြစ်နေပါကလားဟလာသူတို့ဝေဖန်တယ်ဟလာသူတို့အကြောင်းဟလာနော်ဝေဖန်မျိုးရေးသားမယ်ဆိုလို့ရှိရင်တို့တွေကိုအချိန်မီ ဟလာအေးယူလာနိုင်တာပါလားဆိုတော့ဟိုစိုးရိမ်မှုမျိုးကကျွန်တော်တို့သတင်းသမားတွေထဲမှာနည်းနည်းပြန့်နှံ့သွားတယ်ပေါ့နော်ဆိုတော့အာကုပြောရရင်တော့ဒီတိုက်ပွဲတွေပါဆိုလို့ရှိရင်တော့ဒါကဟိုတော်တော်လေးကျွန်တော်တို့ဒါဟိုပရိထားမဲ့ဟာတယ်ပေါ့ဟိုတိုက်ပွဲသတင်းယူတဲ့နေရာမှာအာကျွန်တော်တို့မြန်မြန်တတ်တတ်နဲ့ report လုပ်နိုင်ပေါ့တော့တော်တော်ကြီးဒါကတော့ဒါကတော့ကျွန်တော်ထင်တယ်ဆိုင်နေစင်းသမားတိုင်းစောင့်ထရရမယ် edit ပေါ့နော်ဒါပေမဲ့တော်တော်တချို့သောအခြေအနေတွေမှာဟိုဒီဖြစ်စဉ်ကတကယ်ရောမှန်ရလားဟုတ်လား ဒါမှမဟုတ်ဒီထက်ကြီးမားသလားဒီဒီလောက်ပြဿနာမကြီးမားဘူးလားဆိုတဲ့ဟာကို verify လုပ်ဖို့ကြတော့ဒီပူချက်ယူဖို့တွေကြတော့ခက်ခဲတဲ့အပိုင်းတွေတော့ရှိတာပေါ့ဗျာဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကတခြားဘလို့သတင်းမျိုးပဲလိုက်လိုက်ဟလာစစ်ပွဲသတင်းမျိုးလိုက်လိုက်ဘလို့သတင်းမျိုးပဲလိုက်လိုက်ကျွန်တော်တို့သတင်းသမားတွေနေနေကြတော့တစ်ဖက်ကပြောတဲ့ဟာကိုမျက်စိဇုံလုံးမှိတ်ပြီးတော့မယုံလိုက်ဖို့အရေးကြီးတယ်အဲ့တော့အခုဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးပြောလို့ရှိရင်တော့ဗျာဟလာဒီတက်မတော်ဘက်ကထုတ်ပြန်တဲ့ဟာကိုလည်းပဲတရားရခိုင်နှုံးကျွန်တော်တို့ကယုံပြီးတော့ရေးဖို့မတင်သလို့ ဟိုဘက်ကကူးကန်းဘက်ကနေပြီးတော့ထုတ်ပြန်တဲ့ဟာတွေလည်းတရားရခိုင်နှုန်းကျွန်တော်တို့ကယုံကြည်ပြီးတော့ရေးဖို့မသင့်ပါဘူးအဲ့တော့ဟိုဘက်ဒီပဲမျှအောင်လာမျှအောင်ဆိုရင်လည်းဒီပထမဆုံးဒီဖြစ်စဉ်တကယ်ရောဟုတ်ခဲ့လားမဟုတ်ဘူးလားကျွန်တော်တို့အချင်းချင်း verify လုပ်ရမယ်ပြီးမျှတောင်းရေးရမယ်ပပေါင်းစိုးအတန်ကိုကျွန်တော်တို့ဟလာထည့်ရမယ်ဒါကျွန်တော်တို့သတင်းသမားတွေရဲ့သဘောတဘာဝပါဒါကိုတမတော်အနေနဲ့အဲနားလေပေးဖို့လည်းကျွန်တော်တို့ကတောင်းဆိုပါတယ်အဲ့မှာကျွန်တော်တင်တယ်ခုနသတင်းမှန်ရရှိဖို့ဆိုတဲ့နေရာမှာ collaboration ူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ထင်တယ်အဖွဲ့အစည်းတိုင်းရဲ့ဆိုအစိုးရလို့လည်းအစိုးရတက်မလို့ဆိုတက်မလို့ဒါမှမဟုတ်လည်းပဲစီးပွားရေးပဲအဖွဲ့အစည်းမလို့ဆိုအဲ့ဒီ collaboration ကတော့ကျွန်တော်မြင်တာတက်မလို့ဘယ်မှာပိုအားနေသလားလို့ကျွန်တော်မြင်တယ်ကိုမင်းကျော်ဘယ်လိုသုံးသပ်လို့ရဟုတ်ပါတယ်အမရွန်နဲ့ပတ်သက်တဲ့တင်းချက်လက်ရိုက်ပြီးမှအခက်အခဲတွေရှိတယ်ဒါအမြဲတမ်းတင်းသမားတွေကဖုံးဆက်တိုင်းဥမာကျွန်တော်စာနေစင်းကောင်စီကလို့သိတဲ့အခါမှာတက်မရွန်နဲ့ပတ်သက်တဲ့တင်းရတဲ့ခက်တဲ့အကြောင်းသူတို့အမြဲတမ်းပြောကြတယ်တိုင်ညတော့ကြတယ်ပေါ့နော်အဲ့ဒီဟာအခြေအနေကဘယ်လိုတိုးတက်လာပြီလဲကျွန်တော်ပြောပြတယ် ဟိုကြိုးစားနေဆုံးပဲကြိုးစားနေတော့မယ် process ကမပြီးသေးဘူးပေါ့နော်မပြီးသေးဘူးဟိုတကယ်တော့ကျွန်တော်တို့လိုချင်တဲ့အခြေအနေကတော့ကျွန်တော်တို့သိကျင်တဲ့အခါမှာဟိုဖုံးဆက်တွေမေးမြန်းတဲ့ဟာကိုဖြေနိုင်တဲ့တိုင်းရိုက် ပြန်ကြားနိုင်တဲ့ဟာမျိုးလိုချင်တာပေါ့နော်အဲ့အခြေအနေကအခုမရောက်သေးဘူးအခုဆက်တွေမေးမြန်းဖို့ကမရှိသေးဘူးဟိုတက်မတော်ဘက်မှာလည်းတကယ်ကိုမီဒီယာနဲ့ထိတွေ့ဆက်ဆံပြီးတော့မီဒီယာကမေးမြန်းတဲ့မေးခွန်းတွေကိုဟိုတိုင်းရိုက်ပြန်ပြီးတော့ဖြေကြားနိုင်တဲ့ဟာမျိုးရှိဖို့လိုတယ် ဲ့ဒါဆိုရင်တစ်ဖက်ကဝါရဖြန့်တဲ့ဟာတွေဟုတ်တော့လားဟိုတခြားတစ်ဖက်ကဝါရဖြန့်တာကိုကိုကပဲဖြစ်ဖြစ် KNY ပဲဖြစ်ဖြစ်တပွားချက်ချင်းပြန်ပြီးဖြည့်ရှင်းနိုင်တယ်လူတို့ကဟိုဝါရဖြန့်နိုင်လဲလူတို့ကယုံမှာမဟုတ်ဘူးလေတပွားသူတို့ကလည်းဖြည့်ရှင်းစရာရှိရင်ဖြည့်ရှင်းဒီနေ့တိုက်ပွဲဖြစ်တဲ့ဥမာ10ရောက်တည်ပါတယ်ဒါပေမဲ့တက်မတော်ဖြည့်ရှင်းတာမဟုတ်ဘူးမှန်တကယ်ကတော့10ရောက်မတည်ဆိုတော့ဒါပြီးသွားတာအဲ့လိုမဟုတ်ရင်တော့မဖြည့်ရှင်းရင်တော့10ရောက်တည်တယ်ဆိုတဲ့ဟာတရင်ဖတ်တဲ့လူမှာအဲ့ဒီအစွဲအဲ့အဲ့ဒီအမှတ်သားနဲ့ပဲသူတို့မှတ်မှတ်ယူထားလိုက်မှာပေါ့နော်ဆိုတော့ဒီဘက်က ရှုံးတာပေါ့နော်ဟိုတက်မရော်အနေနဲ့ဒါရှုံးတယ်ပေါ့မီဟိုမီဒီယာကိုဟိုမဆက်ဆံတတ်တဲ့အတွက်ရှုံးရှုံးနေရှုံးတာပေါ့သူတို့ဟုတ်ကဲ့ဟိုမင်းကျော်ကိုညာလင်းကုလိုဝင်းအောင်စင်ရယ်ဂျေဇူးအများကြီးတင်ပါတယ်ခင်ဗျာ